မင်္ဂလာပါရှင်ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့ဆရာတက်ဘုံမောင်မောင်ကြီးရေးသားသောဖီလာကြီးတစ်စင်နဲ့တန်ဖိုးတွေစီးဆိုတဲ့အကြောင်းလေးကိုဖော်ပြပေးသွားမှာ ဖြစ်ပါတယ်ရှင်ဒီအကြောင်းအရာလေးကိုမပြောပြခင်မှာယခုလိုဘူးတုဒ္ဒရဝေယအကြောင်းအရာလေးများကိုပုံမှန်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ငြင်းရေးဆရာ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးသွားကြပါအောင်ရှင် ကျွန်တော်၏မွေးရဇာတိသည်ဘကိုးတိုင်းဒေသကြီးအနောက်ခြမ်းတွင်ရှိသောလက်ပဒန်းမြို့ကလေးနှင့်တမိုင်ကန့်အကွာတွင်ရှိကိုညံဆိုသောရွာကြီးဖြစ်ပါသည်။ကျွန်တော်၏မိဘများသည်ဆင်းရဲသောလူဒန်းစားဖြစ်၍ကြုံရကြပန်းလုပ်ကံရသူများဖြစ်၏။အမေနှင့်အမကြီးကမိုးအခါကောက်ဆိုက်လိုက်ရ၏။အဖေကဘကိုးရိုးမှတောတက်၍ဝါခုတ်ပြီးဖောင်ဖွဲ့ဝါရောင်းရ၏။ ်အဖေဝါပေါများကျုံးကလေးသစ်စိတ်တွင်ရောင်းချပြီးပြန်လာရင်မိသားစုအတွက်ခောက်ဆွဲကြော်ဝယ်လာလိမ့်ရှိပါသည်ကျွန်တော်တို့လည်းခောက်ဆွဲကြော်စားရသဖြင့်အလွန်ပျော်၏မိသားစုတွေဝမ်းသာအားရစားနေကြသည်ကိုကြည့်ကဝါတော်ထဲတွင်ပင်ပန်းဆင်းရဲကသမျှပြေပြောက်ကပြည်သူတွေဝန်နေသည်ကအဖေပါညဘက်တွင်ဝါခုတ်သွားရသောယူမတော်တွင်မှအတွေ့အကြုံများဝါဖောင်မြင့်ဂရင်ပီးလင်းချောင်းတွင်မြှောက်ရသောအခက်အခဲများ အန္တရာယ်များကြောင့်တဲ့ထိတ်ရင်ဘူးနားထောင်ရပါသည်တော်ရင်တွေ့ကြုံများပြောပြပြီးတိုင်းမရှိငါသားကြည့်လိုက်ရင်ငါလိုဆင်းရဲဒုက္ခမျိုးမကြုံရလေအောင်လောကတဲ့အကြောင်းကိုဖြစ်တဲ့နည်းနဲ့ထားပြရမယ်ဟုနှီးကုံချုပ်ပါသည်အမေနာမည်ကမှတ်ဖွားရှင်ဖြစ်၍အဖေကမရှိဟုခေါ်ခြင်းမှာလောကတဲ့အကြောင်းဆိုသည်မှာယနေ့ခေါ်အမကအာလကအထကများဖြစ်ပါသည်အဖေတို့ခေတ်ကလောကတဲ့အကြောင်းကိုခေါ်သည် ဝင်းချင်းလေးယောက်တွင်ကျွန်တော်ကအငယ်ဆုံးဖြစ်ပါသည်ကျွန်တော်ထက်အကိုအမများကစာရေးတတ်ဖတ်တတ်ရုံများသင်ရပြီးကြုံရကြပန်းလောက်ကန်ကြရပါသည်အဖေသည်ဝါခုတ်လုံငန်းမှဂျိုးမငှက်ဖျားမိ၍1949ခုနှစ်တွင်ကွယ်လွန်သွားပါသည်တရမူးမူးတွင်ကျွန်တော်ကိုကြောင်းထားပြရန်မှာကြခဲ့ပါသည်ဇာတိတန်ရုံးစဉ်ကြီးမားသူဖြစ်ပါသည်ဒုတိယကမ္ဘာစစ်ကာလနဲ့ပြည်တွင်းတောင်းကျမှုများကြောင့်အသက်73နှစ်သားရောက်မှကျောင်းဆနေရပါသည် ဘမျိုးဘိုးသူဂျိုလေးနဲ့ဆိုသောစကားလိုအဖေဆန္ဒအတိုင်းလောကရကျောင်းမှာနေခွင့်ရခဲ့သောကြောင့်တော်ရဲတွင်ဆေးရပင်မစွာဝမ်းမခုတ်ရတော့ပါသို့သောအဖေလိုပဲတော်တို့၌ကျင်လည်နေသောဘဝမျိုးပဲဖြစ်ခဲ့ရပါသည်အဖေကျင်လည်ခဲ့ရသည်ကဘကိုးရုံမှနောက်ချမ်းဂရင်ပီးလင်းချောင်းပြားတစ်ဝက်ရှိဝါတော်များဖြစ်ကျွန်တော်ကျင်လည်ရသည့်တောတောင်တို့ကရှမ်းရုံမှတရင်သာရုံမှရခိုင်ရုံမှချင်းတောင် မြမတီခေါင်ကချင်တောင်နှင်းကြီးများမဟာမြိုင်တော်ကျုံမောင်းရှိရာရှိသည်ဆိုသောမိတ်ကျုံးစုများထိဆိုရင် အဖေကဝါခုတ်ရင်ရိုးမငှက်ပြဆွေးကျွန်တော်ကတရံဇာတရှာပွေရင်တပိတ်ချင်းငှက်ပြမပိတ်ငှက်ကိုလင်းကြောက်ဘူးငှက်သုံးမျိုးပေါင်းမိပြီးငှက်ပြဖို့အုံတော်ထဲရောက်သွားသဖြင့်ကံကောင်းလို့မသေးတန်ချောင်းတို့အဖေဖြစ်ခဲ့တစီတရဲနဲ့လည်းနပန်းလုံးငယ်ဘူး။တစီတရဲတို့သည်လူသူနဲ့မနီသောတောတောင်တွေတွင်လည်းတွေ့ရ၏။နမေကျော်မဟာမြိုင်တောတွင်လည်းတွေ့ဘူး။ပေလယ်ပြင်ရှိကျိုးစုများတွင်လည်းတွေ့ရ၏။နမေကျော်ကုတ်ထိတ်ကုတ်တွင်လည်းကြုံဘူး။အတွင်းရိုးမှရှိဓာရွေကြောက်ကျိုးဝိုင်းမှတစီသည်တော်တော်ဆိုးသည်။ ကျွန်တော်ကအဖေထက်တားတလကြီးသူဖြစ်၍မြန်မာပြည်ရှိတော်တော်အနှံ့ကျင်လည်ရပါသည်ထို့ကြောင့်တစေတရဲတို့နဲ့ကြုံရခြင်းဖြစ်၏တစေတရဲတို့နဲ့ဆုံရခြင်းသည်ကျွန်တော်တကူတည်းရှိသလိုအဖွဲလိုက်ကြုံရသည်လည်းရှိပါသည်ယခုဖော်ပြမည်ဖီလာကြီးကတစေနဲ့တန်ဖို့တွေစီသည်ကျွန်တော်တို့ဘာဒရအဖွဲသား9ယောက်နဲ့ဒေသခံအလုသမား4ယောက်တို့ဖြစ်သည်နေရာဒေသသည်ပြည်ဦးလင်မြို့နယ်တွင်ရှိဘောက်ဆိုင်တယန်ဇာတလေလာရှာဖွေရင်းဆောင်ရွက်နေရသောတော်ရင်တနေရာတပြေပင်ဧရိယာဖြစ်၏ ဘောက်ဆိုင်တန်ဇာတတွေ့ရှိသောနေရာသည်များစွာမကျေဝန်းသောကြောင့်၃လလခန့်သာကြာသည်ဟုခန့်မှန်းရပါသည်ထို့ကြောင့်နေထိုင်ရန်တဲကိုလည်းအခိုင်အခန့်မဆောက်ဘဲလူ၁၁ယောက်အိမ်ုံသာတက်ငယ်မှုတက်ငယ်ကာထိုတဲပေါ်တွင်ဘူမိအဖွဲ့ရောအလုံသမားများပါစုပေါင်းအိတ်ကြပါသည်ဘူမိဗေဒပညာရှင်၆ဦးနှင့်မြေတိုင်းစာပေရာ၂ဦးဖြစ်၏ကျွန်တော်ကစာပေရာဖြစ်ပါသည်ဘူမိအဖွဲ့တွင်အဘထင်ကျော်ကတာဝန်ခံရာရှိဖြစ်၍ ကျန်သောအမ်ဇော်ဒူကိုခမောင်လေးဗီတာလှဝင်းတို့ကလက်ထောက်ရရှိကလေးများဖြစ်ကျွန်တော်တို့အဖွဲ့ပေါက်ဆိုင်တယံဇာတာရှာပွေလေးလာရေးဆောင်ရွက်ရသည့်အချိန်သည်မေဂျွန်ဇူလိုင်လများဖြစ်ရာတော်ရွဲ့၌မှုမြင့်ခတ်ချို စိန်နဝညွန့်တို့လှိုင်လိုင်းပေါ်သောယာသည်ဖြစ်ပေရာဖတ်စုမှုထဲကျူးမှုတို့ကိုလည်းမုံအောင်စားကြရပါသည်ဖတ်စုမှုဆိုလျင်စားမကုန်သဖြင့်မှုချောက်ပင်လှမ်းနိုင်ရပါသည်ကျွန်တော်တို့အဖွဲ့သည်အဖွဲ့ငယ်လေးဖြစ်သဖြင့်ဆက်သွယ်ရေးကျိုးမဲ့ကျေနပ်ဆက်မိဆက်စသည်တို့ကိုပါရှိပါညအခါဖျောင်းနိုင်ထုံးရင်နေရပါသည်တဲဤတစ်ဖက်ချေမှာမြေကွက်လက်တွေထဲထုံးကြီးများဖြင့်ညလုံးပေါက်ခတ်အောင်မိဖို့ထားရသည်အကာယံဆို၍ဘေးတစ်ဖက်တစ်ချက်နှင့်အိယာခေါရဖက်၌သာတက်ငယ်ပြည့်ဖြင့်ကာထား၏ ်ခြေရင်းဘက်ကဘာမှအကာအရံမရှိသဖြင့်ကြားလာဆွဲလျင်အသာလေးပါနိုင်ပါသည်အဖွဲတွင်ကျွန်တော်ကအသက်ကြီးဆုံးဖြစ်၍တာဝန်ခံရရှိအဘထင်ကျော်ကဒုတိယအသက်ကြီးဆုံးသူဖြစ်ပါသည်ညနေအလုတ်သိမ့်ငင်များတွင်တခါတရံဝိုင်းခွဲ၍ကက်ဆက်တချမ်းသာနားထောင်ရင်းတောရက်ကလေးဖြင့်အပန်းဖြေကြ၏လူနေရွာဖြင့်ဝေးသောကြောင့်အလုတ်သမားများနားရက်ပြန်မှအရက်မှားရပါသည် တရားစားတာရှိရာတောတောင်များတွင်ကျင်လည်ကြရသောဘာဒရကွင်းစင်းဝန်ထမ်းတို့သည်တောတောင်တို့၏စိုးကျိုးဖြစ်သောငှက်ဖျားယောဂါများကိုအများအပြင်ခံကြရပါသည်ထို့ကြောင့်အဘထင်ကျော်ကကြပြားလေးတစ်ပုဒ်ဆက်ထား၏အဘထင်ကျော်၏ကြပြားသည်လုပ်ငန်းဝင်ပင်မဲမှုများပြေပျောက်စေရန်ရည်ညွှန်းလာသည် တယံဇာတာရှာဖွေရလို့တို့များပင်မှန်းညနေကြမှာရှင်လန်းစီဖို့တောက်ဆို့အရက်သတိသုံးပတ်ဆိုသောကဗျာလေးပါ။ညများအဲ့ရဝင်ချင်းတွင်ကျွန်တော်မှလဲ၍မိသူမဖျားရှိကိုသည်ကိုမတွေ့ရပါ။ကျွန်တော်ငယ်စဉ်ဘဝသည်ဒုတိယကမ္ဘာစစ်ကာလဖြစ်သောကြောင့်စာတလုံးများမတက်ခင်အမေနှုတ်ထက်တင်ပေး၍တပ်ဖို့တွေခါရာတော်ကိုစွဲမြဲစွာရထားသူဖြစ်ပါသည်။ ယခုဘောက်ဆိုင်တရားစာတလေးလာရှာဖွေရေးဆောင်ရွက်နေသည့်တပြေပြင်းစခန်းတွင်လည်းညစဉ်ယူ၏တပြေပြင်းစခန်း၌ဖျောင်းနိုင်မိသာရှိသဖြင့်ညဘက်များတွင်အိတ်စင်ချေရင်ရှိမြေကွက်လက်၌ထင်းထုံကြီးများဖြင့်ညလုံးပေါက်ခံအောင်မိဖို့ထားရပါသည်မိခင်ဖျောင်းနိုင်တိုင်းသာထုံးပြီးအိယာပေါ်လှဲလျောင်းရင်ထွေရလေးပါပြောဆိုကြသဖြင့်တနေ့တာပင်ပန်းကဲ့သို့များပြေပြောက်ကြရ၏စကားသံများတိတ်သွားချိန်တွင်ပဝင်းကျင်တစ်ပင်ကြီးများပေါ်မှညငတ်မိသည်များအတော်ဝဝိစီမှခြေဟောက်တန်းတရောက်တော့ဖြင့်မြေဝငတ်မိသည်များလွှမ်းမိုးလာပါသည်တဲ့ တလျာဤမြောက်ဖွဲ့ဆုံးနဲ့ဒေသခံအလုသမားလေးများအေး၍အလဲနိုင်ပေတာလဝင်းကိုခမောင်လေးအမ်ဇော်တူအဘထင်ကျော်ကျွန်တော်ကတောင်းဖက်အစွန်ဆုံးဖြစ်၏။တညတွင်စကားပြောသံများတိတ်ဆိတ်သွားကြ၏အလုသမားလေးများဘက်မှဟောက်သံများကြားနေရသဖြင့်နေ့လယ်ကတောခုတ်တောရှင်းများသော၏အိမ်မောကြကုန်မိဟုတွေ့နေစေမြောက်ဖွဲ့အစွန်ဆုံး၌အေသူဝင်းကြီး၏ရုတ်တရက်ထအော်သည့် အမလေးပြဆိုတော့အတန်းကြောင့်အလုံးနိုးလာပြီးကြားဆွဲသည်ထင်၍ဟေးဟေးဟုဝိုင်းអော်လိုက်ကြပြီးမှကြားလာဘူးမေးကြ၏။ဒါကြားမဟုတ်ဘူးလက်အေးကြီးနဲ့ခြေထောက်ကိုလာဆွဲတာဟုတုံလို့စွာဆိုပါသည်။ပဝင်ကျင်ကိုလက်နှိပ်တပြီးဖြင့်ထိုးကြည့်တော့လဲဘာမှထူးခြားမှုမတွေ့ရသဖြင့်မင်းအိမ်မက်ပြီးလက်អော်ရာနေမှာပါဟုနှစ်သိမ့်ကပြဲ့အိတ်ကြရ၏။နောက်တနေ့ညတွင်ချေးမှမိဖို့ကြီး၌မိမပြတ်စေရန်ထင်းလုံးကြီးများထည့်ထားပြီးအလုံးနိုးနိုးကြကြသတိဖြင့်အိတ်ကြ၏။ ထိုးညကဘာမှထူးခြားမှုမရှိပေဝင်းကြီးအိမ်မက်ဖြင့်လက်အော်သည်ဟုအတီးပြုလိုက်ကြသည် 9ရက်မြောက်ညတွင်အဖွဲ့သားအလုံးအိတ်ကောင်းနေစေအမလေးပြလုံးကြပါအောင်ခြေောက်ကိုလာဆွဲတယ်ဟုအော်တန်နဲ့မြေကြီးပေါ်ပုတ်ဆူကြတဲ့တို့တပြိုင်တည်းကြရတဲ့ဖြင့်အလုံးလန့်တို့ကဟေးဟေးဟုအော်သူအော်၍ကြံငင်ကိုထုထုထုနဲ့စူညံသွားပြီးလက်နှိပ်တပီးဖြင့်ထိုးကြည့်ကြရာအရာချေရင်မြေကွက်လက်တွင်ဆောင်လေးဘက်ကပက်လက်ကြနေသောဝင်းကြီးကိုမြင်ကြရပါသည်ဝင်းကြီးခါနာတော့ကချက်ချင်းမထနိုင်၍ဝိုင်းဝန်းချီမပြီးအရာပေါ်တင်ပေးရသည် တို့ကဒေသခံရွာသားများဖြစ်၍ဤဝင်းကျင်၌ဖီလာကြီးတစေရှိသည်ဟုဆိုဤတိုင်းဆိုလဲနောက်ညများလဲဆက်လက်နှောက်ယှက်နေဦးမည်ဟုတွေ့ရင်တစုံတစ်ခုအကာအကွယ်ပြုလုပ်မှဖြစ်မည်ဟုဆုံးဖြတ်လိုက်ချက်ချင်းပင်ကြံလုံသမားများဖြစ်သောပွာကြီးဝင်းမောင်မြစ်ဆွေလေးတို့ကိုဝှချမ်းများပနတ်တိုင်းကိုးချောင်းခုတ်ခိုင်း ပဏ္ဍတိုင်းများရလင်ကျွန်တော်ဒီဖျားရှင်တန်း၅ပါးသီလခံယူဆောက်တည်ပါသည်၅ပါးသီလခံယူပြီးပဏ္ဍတိုင်းကိုးချောင်းကိုလက်နှစ်ဖက်ဖြင့်ကာ၍တဝုတွေကားတော်ကြီးကိုးကောက်ရွတ်ဆိုပူဇော်ပါသည်ရွတ်ဆိုပူဇော်ပြီးသည်နှင့်အဘထင်ကျော်ကိုခေါ်၍ကဲအဘထင်ကျော်၏ဒီအဖွဲမှာအဘကတောင်းငန်ရာရှိဖြစ်လို့ဒီတမှုတွေပနဲ့တွေကိုအဘကိုယ်တိုင်ရက်ရမယ်။ကောင်းလေးတွေကရိုက်မဲ့နေရခြုံမင်းရှိရင်ရှင်းပေးကြဟုဆိုကတဲနဲ့ပေ20ခန့်ခွာ၍တဲကိုဘိုးပြူကပနဲ့တိုင်ကိုးချောင်းရိုက်ကြပါသည်။ ဒေါက်တာလှဝင်းနဲ့ကိုခမောင်လေးကမိပြပေးပနဲ့တိုင်များရိုက်ပြီးဤပဝင်းကျင်၌နေထိုင်ကြသောမြင်းအမမြင်အပ်ပရလောကသားတို့ကျွန်ုပ်တို့အဖွဲ့သားများသည်နိုင်ငံတော်အစိုးရ၏တာဝန်ဖြင့်အိန္ဒိယတွင်တရားစာတရှာဖွေနေကြခြင်းဖြစ်သည်ကျွန်ုပ်တို့အား၆လနောက်ရှက်ခြင်းမပြုကြနှင့်ဤတမှုတွေစီဝိုင်းတွင်ကျူးကျော်မဝင်ကြနှင့်ဖះရှင်အပေါင်း၏အမိန့်တော်ဟုအမိန့်ပြန်လိုက်ပါသည်တပုတ်ရီစီအောင်မြင်ပါသည် ထိုညမှာစ၍ဘာနောက်ရှက်မှမရှိတော့ဘဲစိတ်ချမ်းမြေစွာအိတ်ကြရပါသည် ထူးဆန်းသောဖြစ်ရပ်တစ်ခုကိုမိုးတဖွဲဖွဲကြာနေသောဇွန်လရဲ့ညတညတွင်ကြုံရရပါသည်မအိတ်ကြသေးပဲအိတ်ရတဲ့လဲ၍စကားပြောနေကြစဉ်ချင်းရဲ့ဘက်စီမှဖလံတောင်ဝဲပင်များကိုတိုးဝေလာသောအကောင်ကြီးတစ်ကောင်၏ချင်းသန်ကြရသဖြင့်အားလုံးစကားပြောရက်ကအတန်ကြာစီသို့ကြည်နေကြ၏မိုးသားတိမ်လေးတို့ကြောင့်မလင်းတလဲလင်းတလဲဖြစ်နေသည့်လရောင်မှုံပြပြတွင်ဝဝုံမှုထင်ရသောမဲမဲကောင်ကြီးမြင်ရပါသည်လောက်သမားဝင်းမောင်က တူမီတနက်ဖြင့်ပြည့်ရန်သူ့တနက်ကိုဆွဲယူသည်ကျွန်တော်ကဟေးဟေးဝင်းမောင် စီးကြော်ဝင်လာမှပြစီးကြော်ဝင်လာမှပြဟုတိုးတိုးသတိပေးတမုတ်တွေစီးသည်တဲကိုဖိုးပြီး၍စက်ဝိုင်းသဏ္ဍန်ချတာသည်နောက်ပိုင်းတွင်ပနက်တိုင်ကိုယ်တိုင်ကိုအခြေခံ၍ဝလုံးနှန်းသုံးနှန်းဖြင့်ပတ်ဝိုင်းကာယံထားသည်ဖြင့်စီးကိုမြင်နေရပါသည် ဝလုံးနှန်းသုံးနှန်းနေအခိုင်မာမဟုတ်ဇတိလောက်သာကာထားဤတိုးဝင်ခြင်းလည်းအလွယ်လေးပဲဝဲမောင်သည်ကျွန်တော်ပြောသောကြောင့်မပြစ်သေးပဲတနက်ကိုအသက်ချိန်နိုင်အကောင်ကြီးသည်ဝန်ဝင်ကြီးဟုထင်ပါသည်တပုတ်တွေစီးနားရောက်လင်းရက်လိုက်ပြီးဘယ်ညာဆောင်ခဲ့ကြီးကစီကိုပတ်၍ရှောက်ပါသည်မူလနေရာပြောင်းလင်းဘယ်ကုန်မှမကြည့်တော့ပဲလာရတော့တဲ့သူပြောင်းဝင်သွားတော့ဤဝန်ဝင်ကြီးပြန်သွားမှအလုံးတက်ပြင်းချနိုင်ပါတော့သည်တပုတ်တွေတကူတော်ဟုတာရုခေါ်ကြပါသည် ဤဖြစ်ရသည့်စိတ်ကူးဖြင့်ရေးသားခြင်းမဟုတ်ပါ1982ခုနှစ်မေဇွန်ဇူလိုင်များတွင်ပြူးလင်မြို့နယ်တော်ရင်တနေရာတွင်ပေါက်ဆိုင်တရားစာတာလိလာရှာဖွေဆောင်ရွက်စဉ်ကြုံတွေ့ခဲ့ရသည့်ဖြစ်ရမှန်ပါထိုစဉ်ကပါဝင်သူဘူမိဗေဒပညာရှင်နှင့်အလौသမများပါအမိမှန်တိုင်းဖော်ပြပါသည်ထိုစဉ်ကစာပေအဖြစ်ပါဝင်ခဲ့သောကျွန်တော်သည်ယခုလူတွေကအဘအဘဟုခေါ်နေကြသောဘာကြီးအဓာတ်ပုံမောင်မောင်အေး85နှစ်ဖြစ်နေပါသည်တမုတ်တွေကိုနေ့စဉ်ရုပ်ကကင်းလို့အေးချမ်းမြူမတန်း ဒီဗီဒီယိုလေးကိုစုံထိကြည့်ရှုပေးရအတွက်ကျေးဇူးတင်ပါတယ်ရှင်ကျွန်တော်တို့ရဲ့ငြိမ်းစရာ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးသွားကြပါအောင်ရှင်နောက်ဗီဒီယိုလေးတွေမှာလည်းပြန်လည်ဆုံတွေ့ပါရစေရှင်